်မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတွင်ဒေါက်တာတေဇာဆန်ဆန္ဒပြခဲ့သောဇီးတန်းနေရာကိုအလေပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှုအမိန့်ဖြင့်ဖျက်ဆီးခိုင်းတဲ့ဆွေသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မန္တလေးချမ်းအီတာဆန်မြို့နယ်တွင်ရွှေကောက်ပွဲစန့်ကျင်ရေးဒေါက်တာတီစာဆန်းဦးဆောင်ဆန္ဒပြခဲ့သောဇီးတန်းနေရာကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်တင်မြလက်အမိန့်ဖြင့်ဖျက်ဆီးခိုင်းခဲ့ကြောင်းမန္တလေးစီပင်သတင်းရက်ွက်ကသတင်းဌာနကိုပြောကြားပါရသည် ဒီဇင်ဘာလ3ရက်နေ့လူလူအရေးတော်ပုံခေါင်းဆောင်များဖြစ်သောဒေါက်တာတေစာဆန်းကိုနန်းလေးရန်ကုန်နှင့်ကိုခန့်ဝေဖြိုးဇကိုင်းတို့အပါအဝင်ရဲဘော်ရဲဘက်များပြည်သူလူထုနှင့်အတူပူးပေါင်းကရွေးကောက်ပွဲဆန့်ကျင်ရေးဆန္ဒပြခဲ့ကြကြောင်းအဆိုပါနေရာမှာမန္တလေးတိုင်းချမ်းအေတာဆန်းမြို့နယ်ရှိလမ်းဘေးစေတံဖြစ်ပြီးရင်းစည်းဆိုင်များကိုဒီဇင်ဘာလ4ရက်နေ့ည10:00နာရီဝန်းကျင်အချိန်တိုင်းမှုအမိန့်ဖြင့်စစ်တပ်နှင့်စီပင်ကဝင်ရောက်ဖျက်ဆီးခဲ့ကြောင်းစီပင်သတင်းရင်းမြစ်နှင့် Voice of Mandalay မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါရယ် တိုင်းမိုးအမိတ်နဲ့ဖြတ်ခိုင်းတာပါအဲ့ဒီဈေးဆိုင်တန်းတွေကစီပင်ကဈေးကောင်းနဲ့ခွင့်ပြုထားတဲ့ပြန်ကျဈေးဆိုင်တန်းတွေပါအခုအဲ့ဒီနာမှာဈေးဆိုင်ပြန်လာဖွင့်ရင်ဖန်စီအေးအေးယူခံရမယ်ဟုမန္တလေးစီပင်သတင်းရင်းမြစ်ကပြောဆိုပါတယ်စစ်တပ်ကဆန္ဒပြပွဲဖြစ်ပွားခဲ့ရာချမ်းအေးတာဆန်မြို့နယ်ချမ်းအေးတာဆန်အနောက်ရပ်ကွက်၂၉လမ်း84 85လမ်းကြားရှိလမ်းဘေးဈေးဆိုင်များကိုဝင်ရောက်ဖျက်ဆီးခဲ့ပြီးအနည်းဆုံးဆိုင်ကန်း90ဝန်းကျင်ဖျက်ဆီးခံခဲ့ရကြောင်းသိရပါဗျ။အဲ့နေရာကအရင်တည်းကလမ်းဘေးကိုကျူးတယ်ဆိုပြီးဖျက်ဖို့ပြောထားတာ စစ်ခွေးတွေဖြတ်သွားတာကရှေ့မှာကျူးပြီးစောက်ထားတာတွေကိုဖြတ်တာပါအိမ်ရှင်ကပုံမှန်ငါးထားတဲ့ဧရိယာထဲအရှိမငါးပေလောက်ကျူးပြီးအမိုးလုထားခင်းထားတာတွေဖြတ်ခိုင်းတာအဲ့ဒါကိုတော်လန်လူငယ်တွေကြောင့်ဖြတ်ရတယ်လို့ဖြစ်အောင်လုပ်သွားတာဟု Voice of Mandalay မှတာဝန်ရှိသူကပြောဆိုပါတယ်ထို့သောဆန္ဒပြပွဲပြုလုပ်နေချိန်တွင်မြောင်းလိုက်ကဖြူဦးလွင်မြို့စစ်တင်နန်းဆဲပွဲကိုတက်ရောက်ခါဇကာပြောနေချိန်ဖြစ်ကြောင်းထို့ပြင်မန္တလေးမြို့လေစစ်တပ်ကလုံခြုံရေးတင်းကျပ်ထားသည့်ကြားမှာ ပြည်သူလူထု၏ပါဝင်ကူညီဆောင်ရှောက်မှုနဲ့အတူတပိတ်ခေါင်းဆောင်များအလုံးအနည်းငယ်ကင်းရှင်းခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးရန်ကုန်ဆက်လင်းနှင့်ဝမ်တွင်းမြို့နယ်တွင်လူငယ်90နီးပါးစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ဆွေသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။ရန်ကုန်တိုင်းမယန်ကုန်းမြို့နယ်နှစ်ရက်ကွက်တွင်နေထိုင်သောအသက်43နှစ်အရွယ်ကလေးဖခင်တဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းဒေသခံပြည်သူများကသတင်းဌာနကိုပြောကြားပါတယ်။ဒီဇင်ဘာလ1ရက်နေ့ည10:30မိနစ်အချိန် မယန်ကုန်းမြို့နယ်နှီးရက်ကွက်တွင်နေထိုင်သောသာသမီနှစ်ဦး၏ဖခင်ဖြစ်သူအသက်43နှစ်အရွယ်အမျိုးသားသည်ညစာစားရန်အပြင်သို့သွားစဉ်ပျောက်ဆုံးသွားခဲ့ကြောင်းဒီသားစုကလည်းလူပြောက်ချိန်ညခဲ့ပြီးနောက်ဒီဇင်ဘာ၄ရက်နေ့တွင်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်း၎င်း၏အသက်အရွယ်မှာစင်မှုထမ်းရမယ့်အသက်အရွယ်အပိုင်းခြားဖြစ်သောအသက်18နှစ်မှအသက်35နှစ်အတွင်မဟုတ်တော့တော့လေစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းသိရပါတယ် အဖမ်းခံရတဲ့သူကစူဆောင်းရေးတက်ကိုရောက်သွားတယ်သူကကျမ်းမာရေးတိတ်မကောင်းဘူးသူတက်ကအရာရှိကိုသူကအသက်40ကျော်နေပြီဘာလို့စစ်မှုထမ်းခိုင်းတာလဲမေးတော့မင်းကိုဖမ်းပြီးရောင်းစားသွားတာဆိုပြီးပြောတယ်လို့သိရတယ်ဟုရင်းဖြစ်စဉ်ကိုသိရတော့ဒေသခံပြည်သူတအူကပြောဆိုပါတယ်အလာတူမကွေးတိုင်းဆလင်းမြို့တွင်လေလူငယ်29ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းစီးပြီးတအူးလျင်ငွေကျပ်340ဖြင့် ရန်ရွေခိုင်ကငွေချေးပေးနိုင်ခြင်းမရှိသူများကိုစစ်တင်နန်းချောင်းတို့ပို့ဆောင်လိုက်ကြောင်းပြည်သူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုပြည်သူကသတင်းဌာနကိုပြောကြားပါရယ်။ဘော်ဒါဆွဲဖမ်းဆီးခံရသောလူငယ်29ဦးထဲမှလူငယ်2ဦးကိုသာမိသားစုကငွေချက်340ဖြင့်ပြန်လည်ရွေးထုတ်နိုင်ခဲ့ပြီးချက်28ဦးမှာရမဲသိမ်းမြို့အခြေခံလေးချီရီတင်နန်းချောင်းရလာတာအမှတ်တီရဲစစ်တင်နန်းချောင်းတို့ပို့ဆောင်ခဲ့ကြောင်းသိရပါရယ်။လူငယ်29ဦးကိုစစ်ခွေးတွေကပေါ်တာဆွဲဖမ်းဆီးသွားတယ်။ စစ်ခွေးပေါ်တာဆွဲဖမ်းဆီးသွားတဲ့လူငယ်29ဦးတွေက2ဦးကိုတအူးလည်းရင်340ဖြစ်မိသားစုဝင်များကပြန်ရွေးခဲ့ရပြီး2ဦးကိုတော့ပြန်ရွေးလို့ရတယ်။ကျန်တဲ့လူငယ်28ဦးကိုတော့ရမဲသိမ်းမြို့အခြေခံလေးချင်ရေးတင်နန်းကျောင်းရလတာအမတ်တီရဲစစ်တင်နန်းကျောင်းသို့ပို့ဆောင်ခဲ့တယ်လို့သိရတယ်ဟုဖြီသူညီနောင်ဆက်လင်းသတင်းတာဝန်ခံကိုဖြီသူကပြောဆိုပါတယ်။အလာတူမန္တလေးတိုင်းဝမ်တွင်းမြို့နယ်ဂျေးရွာလေးရွာကိုဝင်ရောက်စီးနေပြီးလူငယ်15ဦးကိုအကြမ်းဖက်စစ်တပ်ကဖော်တာဆွဲဖမ်းဆီးခဲ့ကြောင်း Voice of Wonder မှာတာဝန်ရှိသူတို့ကသတင်းထဏာကိုပြောကြားပါတယ်။ရှမန်နီဒီဇင်ဘာလ၄ရက်နေ့မိုးလယ်၁၂နာရီခန့်အချိန်မိထီလာမှလာတော့အကြမ်းဖက်စစ်တပ်စစ်ကား၃စီးကဝါရွင်းမြို့နယ်ကြေးရွာလေးရွာကိုဝင်ရောက်စီးနေပြီးလူငယ်၅ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသည့်လူငယ်များမှတပ်ဖမ်းရွာကြေးရွာမှ9ဦး၊ရှာတော့ကြေးရွာမှ3ဦး၊ရေဖလားကန်ကြေးရွာမှ1ဦး၊တဲစုကြေးရွာမှ4ဦးလို့ဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးဖမ်းဆီးသွားတဲ့လူငယ်အသက်20ဝန်းကျင်တွေလို့ပြောတယ်။တပ်ဖမ်းရွာကြေးရွာ9ဦး ရှာတော့ကြီးရွာ3ဦး၊ရွှေဖလားကန့်ကြီးရွာ2ဦး၊တဲစုကြီးရွာ4ဦးကိုစစ်ခွေးတွေကဝင်ဆွဲသွားတယ်။လူလက်ပိုင်းတွေပေါ်အသက်40ကျော်တွေလည်းပါတယ်။အမျိုးသားတွေကြီးပဲစစ်ခွေးတွေဖမ်းဆီးသွားတဲ့လူငယ်တွေကိုမိထီလာဘက်ကိုခေါ်သွားတယ်ဟု Voice of One မှာတာဝန်ရှိသူကပြောဆိုပါတယ်။အော်တိုဘားလ9ရက်နေ့ကလည်းဝမ်တွင်းမြို့နယ်ရှိကျင်းရွာမှလူငယ်တအူဖိုကုံးရွာမှလူငယ်တအူနဲ့အိုင်တာရွာနန်းနန်းရွာတို့မှလူငယ်သုံးဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရပါဗျ အကြံဖတ်စစ်တပ်ကယခုတီစင်ပါလလေပိုင်းတွင်စစ်မှုရန်တင်နန်အဖက်စင်20ကိုဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါသည်။ဆလပီညဝရီမျိုးပေါ်ရှိ PTF ပိုင်ကြားဖြတ်ရုံများကိုစစ်တပ်ကဝင်ရောက်စီးနှင်းဖောက်ခွဲ၍ညရင်းချင်းကြားဖြတ်လုပ်သားများဝေယုံတုံးကထွက်ပြေးကြားဖြတ်တရုတ်တထင်းများနှင့်ခေါင်းဆောင်များကို BGF 4တင်ဝင်းကစကန်းတစ်တို့ပြောင်းရွှေ့ထားတဲ့ဆွဲတဲ့ရင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ကရင်ပြည်နယ်ညဝရီမျိုးပေါ်ရှိစစ်တပ်လက်အောက်ခံနေချာဆောင်တဲ BGF 5ကြားဖြတ်ရုံများကိုစစ်တပ်ကဝင်ရောက်စီးနှင်းဖောက်ခွဲ၍ ညာတွင်ချင်းကြာဖြတ်လုပ်သားများဝယုံသုံးကထွက်ပြေးခဲ့ကြကြောင်းကရင်စည်ရေးသတင်းရေးမြစ်ကသတင်းဌာနကိုပြောကြားပါရယ်။ရမနီဒီဇင်ဘာ၄ရက်နေ့မြဝတီမြို့ကြံခင်းလမ်းရှိ669ကြာဖြတ်ရုံကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးဖောက်ခွဲလိုက်ကြောင်းထို့ပြင်မြဝတီမျိုးပေါ်မှကြားဖြတ်လုပ်သား250နီးပါးတို့ကိုလည်းစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းထို့ကြောင့်ယမန်နေညာပိုင်းတုံညာကိန်းတစ်ကိန်းနဲ့ယူကိန်းကြားဖြတ်ရုံများမှာကြားဖြတ်အလုပ်သမားများမှာညာတွင်ချင်းဝယုံသုံးကထွက်ပြေးကြကြောင်းသိရပါဗျ။မြဝတီမျိုးပြင်နာကတဲပုံယူကိန်း 669ခိမ့်မှရှိတဲ့ကြားဖြတ်ယုံတွေကိုစစ်တပ်ကဝင်စီးတဲ့အတွက်ကြားဖြတ်ယုံတွေကလှုပ်သားတွေအလုံးကြီးနဲ့ညာတွင်ချင်းထွက်ပြေးကြတယ်669ခိမ့်ကြားဖြတ်ဝင်က BGF တွေပိုင်းနဲ့ခိတ်ဝင်ပါတဲပုံဂိတ်က BGF မှုတ်တုံရဲ့ခိတ်ဝင် UK က BGF ဘူတင်ဝင်ရဲ့ခိတ်ဝင်ဟုခရင်စစ်ရေးတရရင်မြစ်ကပြောကြားပါတယ် စစ်တပ်က BGF များဤကြားဖြတ်ရုံများကိုဝင်ရောက်မစီးနှင်းမီအ धिक ကြားသောကြားဖြတ်တရုတ်တထေးများနှင့်ကြားဖြတ်စိုက်ခေါင်းဆောင်တရုတ်များကို BGF ကိုတင်ဝင်းက၎င်းပိုင်တက်နေနှစ်ဖြစ်သောတိကတိကြီးပါ BGF စခန်းတစ်ထန်သို့ကားများဖြင့်ရွှေ့ပြောင်းခဲ့ကြောင်းသိရပါသည်ထို့ပြင်ယမန်နစ်တွင်မြောက်ပိုင်းမြို့အမှတ်၃ရပ်ကွက်ရှိကြာဖြန့်လောင်ကစားရုံများကိုစစ်တပ်ကဝင်ရောက်စီးနှင်းခဲ့ပြီးတရုတ်နိုင်ငံသား25ဦးမြန်မာနိုင်ငံသား223ဦးစုစုပေါင်း243ဦးကိုဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ထံမှကွန်ပျူတာမျိုးစုံ82လုံး၊မိုဘိုင်းဖုန်း62လုံးနဲ့ဆက်ဆက်ပစ္စည်းများနဲ့အတူဖမ်းဆီးရမိခဲ့ကြောင်းကြားဖြန့်သုံးထက်အဆောက်အုံ9လုံး၊တထက်အဆောက်အုံ3လုံး၊စုစုပေါင်း10လုံးတို့အားစစ်ဆေးတွေ့ရှိခဲ့ရပြီးပြန်လည်အသုံးချမှုမရှိစေရတဲ့အတွက်သုံးထက်အဆောက်အုံ3လုံးကိုရမနစ်တွင်စစ်တပ်ကဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးပင်လယ်ရေအောက်ဖိုက်ဘာကေဘယ်ဆက်ကြောင်းပြတ်တောက်လို့အင်တာနက်တွေနှေးကွေးသွားတယ်လို့စစ်တပ်ကအကြောင်းပြပြီးဒီဇင်ဘာလကုန်မှပြန်လည်ကောင်းမွန်နိုင်တယ်လို့ဆိုတဲ့ဆွေးတဲ့ရင်ကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ internet line နှွေးခွေးကျဆင်းမှုတွေလာမဲ့ဒီဇင်ဘာလကုန်ချိန်မှာပြန်လည်ကောင်းမွန်မယ်လို့အာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဖွဲ့ကြီးဌာနကထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ၁ရက်နေ့ကစလို့ internet အသုံးပြုသူတွေ line ပြတ်တောက်တာနဲ့အသုံးပြုရခက်ခဲတာတွေကြုံတွေ့ခဲ့ကြရပြီး လက်ရှိအခြေအထိအင်တာနက်လိုင်းတွေဘူလအခြေအနေကိုပြန်မရောက်သေးဘူးလို့အင်တာနက်သုံးဆွဲသူတွေကဆိုပါတယ်စစ်ကော်မရှင်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့စင်ကာပူကနေမြန်မာနိုင်ငံကိုဆက်သွယ်ချိတ်ဆက်ထားတဲ့ UMO Pinlayer Out Fiber Cable ဆက်ကြောင်းကနိုဝင်ဘာလ၁ရက်နေ့မှာချိုးယွင်းပြတ်တောက်ခဲ့တာကြောင့်အင်တာနက်ဝန်ဆောင်မှုတွေနှေးကွေးနေတာလို့ဆိုပါတယ်။မိုဘိုင်းဆက်သွယ်ရေး operator တွေနဲ့အင်တာနက်ဝန်ဆောင်မှုပေးတဲ့ ISP company တွေဘက်ကလည်းအခုလိုထုတ်ပြန်ခဲ့တာရှိပြီးလက်ရှိအချိန်ထိ အင်တာနက်လိုင်းတွေပြန်လည်ကောင်းမွန်ဖို့ဂျိုးပန်းဆောင်ရွက်နေစေလို့အတည်ပြုထားတာတွေရှိပါတယ်။ချိုးရင်းပြတ်တောက်နေတဲ့ပင်လယ်ရေအောက် fiber cable ဆက်ကြောင်းပြုပြင်မှုကဒီဇင်ဘာလကုန်မှပြီးစီးနိုင်မယ်လို့မကြာခင်အင်တာနက်လိုင်းတွေပြန်လည်ကောင်းမွန်လာမယ်လို့စစ်ကော်မရှင်ဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကဆိုပါတယ်။ဒီဇင်ဘာလထဲမှာအာနာသိန်းစစ်ကောင်စီရဲ့ရွှေကောက်ပွဲကျင်းပဖို့ရှိနေချိန်အင်တာနက်လိုင်းအသုံးပြုမှုတွေကိုအကန့်အသတ်နဲ့ထိန်းချုပ်ထားတာဖြစ်ပြီးရွှေကောက်ပွဲပြီးနောက်ပိုင်းမှသာလိုင်းတွေပြန်လည်ကောင်းမွန်လာမယ်ဆိုတဲ့အထိပ္ပယ်မျိုးစစ်တပ်ကသတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။ စစ်ကော်မရှင်ဆက်သွယ်ရေးဝန်ကြီးဌာနဘက်ကတော့ချွေရွှေမှုတွေပြင်ဆင်နေချိန်နေဆက်ဖြတ်ကျော် fiber ဆက်ကြောင်းတွေထပ်မံတိုးမြှင့်ချိတ်ဆက်ပေးထားလို့လက်ရှိမှာ line တွေအထိုက်အလျောက်တော့ပြန်လည်ကောင်းမွန်နေပြီလို့ဆိုပါတယ်။